အင်းအားပြင်းကလေးလှုပ်ခဲမှုကြောင့်အနန္နာဖျားသိန်းကြီးကြီးဟာထိခိုက်မှုများပြီးအများပြားပြိုကျပျက်စီးခဲ့ကြောင်းသိရပါတယ်။အနန္နာဖျားသိန်းကြီးကြီးဟာပကံအနန္နာကဲ့သို့သောပုံစံနဲ့တိဆောက်ထားပြီးရတော်မူရုပ်ပွားတော်ကြီးများလေးစုရှိပါတယ်။မန္တလေးမြို့တရားနှစ်လမ်းနဲ့82လမ်းထောင်အနီးမဟာမုဏိဖျားကြီးရဲ့တောင်ဘက်မှာတည်ရှိပါတယ်။အနန္နာဖျားကြီးဟာမူလက အတော်ကရမတိုက်စတဲ့ကြောင်းတိုက်တို့မှာသတင်းသုံးတော်မူတဲ့ယဟန်တန်ဃာတော်တို့ကံကြီးကံငယ်ပြူဟာတိမ်ဖြစ်ပြီး အုတ်တိုက်ခံတိမ်အစအောင်ကျွန်ပြတ်သက်တော်ကြီးကိုဘိုးတော်မင်းတရားတိဆလူဒန်းခဲ့ပါတယ်တိမ်တော်ကိုလည်းအနန္နာတိမ်ဆိုပြီး အမိမဲခေါ်သတ်မှတ်ခဲ့ပါတယ်ဘိုးတော်ဖះကမဟာမုဏိဖះကြီးအား ရခိုင်ပြည်မှပေးဆောင်လာပြီးရဲ့နောက်ဖះအုံဆောင်ပစ္စည်းများကျေးရုံများစသည်တို့ကို အာရနာတိန်တော်ကြီးအတွင်မှာထားခဲ့ပါတယ်။တက္ကရီ1199ခုနှစ်တယဝတီမင်းကြီးလက်ထက်ငလင်တန်းကြောင့်တိန်တော်ကြီးပြိုပြတ်တဲ့အခါမဟာမုနိတိုင်းအတွင်သို့ရွှေ့ပြောင်းတည်ယူထားရှိပါတယ်။ဗကံမင်းလက်ထက်မှာပစ္စမမီဘီယာကအာရနာတိန်ကြီးကိုပြုပြည်တိဆောက်ခဲ့ပြီးမုတ်လေးဘက်နဲ့လိုင်ကိုသာတိဆောက်ပြီးစီကြောင်းတို့ရရင်အင်္ဂလိပ်လိမ့်ချက်ကြီးမပြုဘဲအုံနှီတက်တက်ကြီးထားရှိရာမှာ မူလတဲ့အမည်ပြောက်ပြီးတိန်နီကြီးလို့ခေါ်ဝေါ်ထင်ရှားခဲ့ပါတယ်။သသနာဟိတတေဇနာယကဘွဲတစိတ်တော်ရယတိကြီးဥခဏီဟာတိန်နီကြီးကိုဆက်လက်ပြင်ဆင်မောမန်တိဆောက်ခဲ့ရာအလဲစီရီကြီးတခုသာပြီးစီးကြောင်းအယံစီရီများနဲ့အင်္ဂလိပ်ဖို့ချင်းစသည်တို့ကိုအရှင်တင်စားဝန်ဒဆရာတော်အရှင်နရိန်ဒဆရာတော်တို့ကဆက်လက်တိဆောက်ခဲ့ကြပါတယ်။